ားလုံးမင်းမင်္ဂလာပါရှင်။လာပြည့်ညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရီ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူစောင်းမန်ဝင်းအောင်တောင်ကြီးရေးသားထားတဲ့ရင်းနှင်းဖွဲရာသဇာတ်လမ်းလေးတစ်ပုဒ်ကိုလေခန်းစားနားဆင် အားပေးကြပါအောင်ရှင်။ဖနက်ကလေးစောင်းမန်ဝင်းအောင်တောင်ကြီးအမေမိကျူဖနက်ပြတ်တော်မယ်။ အချိန်နေတွေ့ထား၏ပက်ဆံမရှိဘူး၏ညနေအိမ်လာကပေးရတော့မယ်၃လစာပေးရမှာတလစာလေးပေးရဖို့ကို မနဲ့ချွေတာထားရတာကြံ၂လစာအတွက်တော့မျက်ရည်ကန်ထိုးရအောင်ပါပဲ၏အမေကလေဒီဖနက်အစုပ်ကြီးကအချိန်နဲ့တွေ့ဖို့နေရာမှမရှိတော့တာကိုဖဖနက်အစုပ်လေးကိုကရင်ငိုမဲမဲဖြစ်နေတဲ့သမီးမိကျူကိုကြည့်ပြီး မားစိတ်များရင်ထဲမှာနေနေအောင်ခံစားလိုက်ရသည်အသက်၁၂နှစ်သာရှိသေးပြီး လေးတန်းနဲ့ကြောင်းထွက်လိုက်ရသူအကြီးဆုံးသမီးလေးဖြစ်တော့အောက်ကအငယ်နှစ်ယောက်တို့အနစ်နာခံပြီးကစွန်ခင်းနဲ့လိုက်ပြီးအလုတ်ဝင်ကူလုံနေရသူနောက်လာဝယ်ပေးပါမယ်သမီးရေခဏလောက်မှေ့စီလိုက်ပါကွယ်ကစွန်ခင်းနေ့မှာညနေ၄နာရီခန့်ကတားမေနှစ်ယောက်ဝင်ခူးနေတာအတော်ကြပြီမနှက်ပြန်ရောင်းမှုအတွက်လုံလောက်ပြီးမှခုထသမ ्या ကစွန်ရွက်တွေကိုပစိုးအစုံနဲ့ထုံးပြီးတားမေနှစ်ယောက်ပြန်လာခဲ့ကြတယ် ်မိကျူကအမေနောက်ကလိုက်လာရင်လက်ထိတ်ကုံစုံဆိုင်ကဂရိပါဖနက်ပန်းရောင်လေးကိုသာမြင်ရောက်မိသည်။ကြောက်ပွင့်လေးတွေနဲ့အယမ်းလှနေတဲ့အနီရောင်နဲ့ပန်းရောင်ဖနက်လေးကိုမိကျူလိုချင်နေစီးကျင်နေဈေးနှုန်းကိုမေ့ကြည့်လိုက်တော့နှစ်ထောင်မို့ပတ်စံစုပြီးဝယ်မယ်လို့ဆုံးဖြတ်ထားတယ်။အမေနဲ့ကုံစုံဆိုင်ကိုစံသွားဝယ်ရင်လိုက်သွားတော့အမေကိုဝယ်ပေးရန်ပူဇော်ဘူးတယ်။ကြော်စမ်းမှာမိကျူရဲ့နေချေတော့မဲတူနေတာနဲ့ ီဖက်နဲ့နဲ့လိုက်မလာ၏အဲ့ဒီအယောင်တွေကခြေတော်လေးဖြူးနှုတ်နေမှလှတာ၏ညီခြေတော်မဲတူနေတာနဲ့တော့မလိုက်ပါဘူး၏ဝယ်ပေးလေဖောဖက်နဲ့ပေးရမယ်အကျန်းခံနေအမေစကားကြောင့်မိချူရဲ့နဲ့နဲ့သွားရတယ်အဖေနဲ့အမေမဲမှတော့မိချူမဲပြီပေါ့ဘလို့လို့ဖြူပါမလဲလေမဲတဲ့သူကဒီဖက်နဲ့မဝေးရတော့ဘူးလေလားမိချူကတော့ရအောင်ဝယ်မှာပဲ စိတ်ထဲကတွေ့ရင်ဖနက်ကလေးလိုချင်တဲ့စိတ်ကကြားစီမရဖြစ်လာ रे အမေကိုပူစားလို့မဖြစ်မှန်းသိကြ रे အဖေဆုံးပြီးကလေးကအမေတယောက်ထိရုန်းကန်လာခဲ့တော့၃နှစ်ရှိပြီဖြစ်တဲ့လူအပ်ချက်တွေများလွန်ခဲ့တော့မိကျူအသည်ဆုံးအရွယ်မရောက်သေးတဲ့မိကျူတို့မောင်နှမတွေအတွက်အမေတော်တော်ဒုက္ခရောက်နေတော့ဆယ်နှစ်အရွယ်မိကျူကိုတွေ့ဖြစ်တဲ့အင်းလာကချမင်းသုံးနှစ်စာတော့မလောက်ပြီ။ဂျန်နဲ့ကိစ္စတွေဆိုတာအဝေးကြီးဖြစ်တဲ့ အစအစအရာရာဆင်းရဲလွန်တော့မိကျုံမျက်မျက်အသက်ကြီးခြင်းနဲ့ဒါမှအမေကိုကူညီနိုင်မေမိကျုံငွေရှာနိုင်ရင် အမေတတ်တာမေဟဲ့မိကျူဘာငေးနေတာလဲရော့လမ်းထိပ်ကုံဆုံးဆိုင်မှာစီနှစ်ချက်ခွဲသားနဲ့ငပိတထုပ်ဝဲကငပိထောင်းပြီးတော့ကစွန်ရွက်ကြော်မေဒီညက်နေဟုတ်အမေအမေပေးတဲ့ပတ်စံကိုယူပြီးကုံဆုံးဆိုင်ဘက်ကိုထွက်လာခဲ့တယ် အမေကိုမပူစားဘဲနဲ့ကိုရိုင်းဝဲနိုင်အောင်လုံမဲ့လို့တွေ့ရင်အင်ဘေးကအောင်ဘူးမိညို့တို့နဲ့နေလေပိုင်းမှာဘူးကွန်ပလင်းကွန်ကောက်မယ်လို့ဆုံးဖြတ်လိုက်တယ်။နေလေပိုင်းမှာအမေကစီအောင်အောက်ကမောင်လေးနဲ့ညီမလေးကကြောင်းသွားမှုမိကျူလိုက်ကောင်းနေတော့ဘသူမှမသိပြီ။အောင်ဘူးနဲ့မိညို့ကမောင်နှမတော်တွေ သူတို့အဖေကလေဖြတ်နေတယ်လို့အမေကလည်းမရှိတော့မောင်နှမနှစ်ယောက်လုံးအသက်ရွယ်ငငယ်လေးတွေနဲ့တလန်းဝင်တလန်းထွက်ဘူးကွန်ပလင်းကွန်တွေလိုက်ကောက်ပြီးဝမ်းရည်ကိုဖြည့်ရှင်းနေရတယ်။မိကျူတို့နဲ့ဘဝတူဖြစ်တယ်။ပထမရက်မှာမိကျူ300ရာရီဒုတိယရက်မှာ400ရာရီအပျော်ကြီးပျော်မိတယ်။ဖနက်ကလေးဝယ်ဖို့ညံ့ညံ့ပြည့်ချင်မိတယ်။လောဘတွေလည်းတက်လာတယ်။ ရသမျှပတ်စံလေးတွေကို အတွင်အိတ်ကက်လေးထဲမှာတေးချသိမ့်ထားတယ်။ငါကဂရိပအနီရောက်ဖက်နယ်လေးလိုချင်တာဟာတခါမှမစည်းဘူးဘူးမိညိုရဲ့။ငါလေအဲ့ဒီဖက်နယ်လေးစီးရရင်သေးပြောပါပြီဟေ။ဘဝတူတငယ်ချင်းမိညိုကိုရင်ဖွင့်ရင်ဘူးကုံတွေကိုပဲလိုက်ကောက်ချင်းမိတယ်။အမေတို့မသိအောင်လှုပ်ရတော့တတိထားရသေးတယ်။အမေကိုလေကစွန်ရွညာတိုင်းလိုက်ကူကူတယ်။ အိမ်အလုပ်တွေကလည်းပုံမှန်တိုင်းလုပ်ကူနေတော့အမေကမရိမ့်မိပြီအမေလက်ထိတ်ကုံစုံဆိုင်ကဖနက်ကလေးကလီတမိဝွေရင်လှမှာပါနော်အမလေးအေးငါပြောပြီးသားပဲညီချေတော်အမဲကြီးနဲ့မလိုက်ပါဘူးဆိုနောက်ပြီးတော့ညီချေတော်တွေကလည်းပြောင်စေးနော်အသားကမဲပါတယ်ဆိုခြေတော်ကညစ်ပတ်နေတာပဲအမေစကားကိုမိကျူအလိုမကြပါဘဲပြန်မပြောဘဲနေတယ် ကိုလိုချင်တာရအောင်ဝယ်မေးဆုံးဖြတ်ထားတော့အတွေးတွေနဲ့ပြောနေမိတယ်။ဘူးကွန်တွေလိုက်ကောက်နေရင်မြောင်းထဲကပလင်းတွေဘူးကွန်တွေအများကြီးတွေ့ရတော့မိကျူအယမ်းပျော်ရွှင်သွားတယ်။အနောက်ကလိုက်လာတဲ့မိညိုတို့မောင်နှမမမြင်ခင်မြောင်းထဲကိုခုံဆင်းလိုက်တယ်။ဇောနဲ့ဝမ်းတော့အာရဆင်းလိုက်ပြီးတော့အောက်ဖက်ရှိတံမိုးကြီးကိုသတိမထားမိပြီ။မိကျူခြေတော်လေးတွေးနေနေသွားတယ်။ တန်မိုကမိတူရဲ့ခြေပဝါးလေးမှာ တော်တော်လေးနေဝင်သွားရီအမလီနားလိုက်တော့နားရာကိုဂယုမဆိုင်နိုင်မေပလင်းကုံဘူးကုံတွေကိုအိတ်ထဲကို ထိုးထည်ရီအများကြီးရတော့ပျော်နေမိရီဒီဟာလေးရောင်းလိုက်ရင်မိကျူလိုချင်တဲ့ဖဏလေးရမှာမို့အပျော်လွန်ကသွေးထွက်နေတဲ့ဝေဒနာကိုမေ့သွားရီ ခြေတော်ထောနဲ့ထောနဲ့နဲ့မြောင်းထဲကတက်လာတဲ့မိကျူကိုတွေ့တော့မိညိုတို့မောင်နှမကစိုးရိမ်စွာနဲ့ဝိုင်းမိကြတယ်။ဘာဖြစ်တာလဲမိကျူ။ဟဲ့ညချက်တော့မှသွေးတွေနဲ့ဘာမှမဖြစ်ပါဘူးဟာ။တန်ဆုသွားတာ။အာထင်းရင်နဲ့ပြောရပြီမဲ့ခြေတော်ကတော်တော်နာလာတယ်။ငါ့ရည်လည်းပြည့်ပြီမို့ငါအစောပြန်တော့မယ်။အယောင်းဆိုင်မှာလည်းတွင်းခဲလိုက်မယ်နော်။အေးမိကျူ။ မိညူတို့မောင်နှမကိုနှုတ်ဆက်ရင်မိကျူခြေထောက်အနာကြီးနဲ့ပြန်လာခဲ့တယ်။အဝဲတိုင်းမှာသွင်းရောင်ငွေရှိရာရတော့ပျော်သွားတယ်။ဝယ်ဖို့ငွေမှ၂၀၀ပဲလိုတော့တယ်။အာတင်းပြီးအိမ်ပြန်လာကမိဖို့တွေက နနုံးမုံနဲ့တန်ဆူးတဲ့ဒဏ်ရာကိုလင်းကအဝဲစုပ်ကြီးပတ်ထားလိုက်တယ်။အချိန်ကြာလာတာနဲ့အမျှဒဏ်ရာကကြိုက်ခဲလာတယ်။အမလေးဝေဒနာကိုအန်ကျိတ်ခံကဒီအတိုင်းပဲနေလိုက်မိတယ်။ ညနေအမေပြန်လာတော့လေမိကျူကဒံယာကြီးနဲ့ကစွန်ရွက်ခူလိုက်တော့ရိဝေဒနာကိုအံတူရင်လက်ကူပေးနေမိရိအမေကိုလည်းမပြောရဲပြီအမေကလည်းအလုံးစုံနဲ့မူမိကျူကိုတရီမထားမိပြီညရောက်တော့ဒံယာအရှိန်နဲ့မိကျူဖျားပါတော့ရိပဝင်းချင်းအင်ကညှော်နှံများတော့မိကျူတယောက်အဖျားကြီးကဒံယာပြင့်ပြီးညသကောင်အချိန်မှာတရီလေတော့ရိတန်ဆိုးဒံယာကိုဂယုမဆိုင်ပေးထားတော့မိခိုင်ပူဝင်လေးပြီး မနက်လင်းတော့ပဝင်းကျင်ရဲ့အကူညီတောင်းပြီးဆရာဝန်ပင့်ရတဲ့ကျူးကျော်တဲတွေမှဆရာဝန်ရှိတဲ့နေရာနဲ့လှမ်းလာတာကြောင့်အချိန်မီမရောက်လာခဲ့ပြီးမိကျူတန်းရဘလို့ရလဲမိညိုတန်းကအကြောင်းစုံသိရတော့မားစိန်မြတယောက်ရင်ထုမနာဖြစ်ကအောငူပါရီအမလီသမီးရဲ့အဲ့ဒီဖနက်လေးကို သမီးတအားလိုချင်တာလားသမီးရဲ့သမီးလက်ကလေးမှာစုပ်ကင်ထားတဲ့ပတ်စံလေးတွေကိုယူပြီး မားစိတ်မြောက်အယူတယောက်လိုပြေးထွက်သွားရီဟဲ့စိတ်မြောက်ဘယ်လဲဟဲ့ဘဲကူလေအတန်ကြာတော့ချွေးတလုံးလုံးနဲ့ဖနက်အနီရောင်လေးကိုဂိုင်လာတဲ့မားစိတ်မြောက်ကို တွေ့ရရီအပြေးလွားလာခဲ့ရတော့မောဟိုင်နေတယ်တမီတမီမိကျူတမီလိုချင်တဲ့ဖနက်လေးဝဲလာပြီနော်တမီစီးရမယ်တမီစီးစီးစီးတမီ အသက်ငွေ့ငွေ့လေးသာရှူနေပြီးအမြင်အာရုံတွေမှုံဝါနေပြီဖြစ်တဲ့မိကျူကတော့လောကကြီးကိုနှုတ်ဆက်ရတော့မေအမေသမီးဖနက်လေးလိုချင်နေပြေးဖို့နေရပဲလို့တော့အမေအမေစိုက်လာတာလားယင်အတင်းကျပ်စည်းပိနေတဲ့ဖနက်လေးကိုမိကျူမြင်ချင်နေမိကျူနဲ့ဖနက်ကလေးလိုက်ရလာမသိပြီအမေကတော့မိကျူခြေထောက်မဲကြီးနဲ့မလိုက်ဘူးပြောတယ် ဒါပေမဲ့မိကျူမိကျူဝှချင်လို့ပါမေးရဲ့မိကျူစိတ်ထဲကပြောနေမိတဲ့ဘာမှမမြင်ရတော့စကားပြောဖို့ပါဇက်တွေကလှုပ်မရတော့ရောက်လာတဲ့ဆရာဝန်ကိုယ်တိုင်က အချိန်နေကမရတော့ဘူးပြောပြီး ပြန်သွားပြီမို့အားလုံးကစိတ်မကောင်းဖြစ်နေကြတယ်။သမီးမိကျူထားကြည့်ပါဦးသမီးရဲ့သမီးလေးခြေထောက်လေးနဲ့ဖက်နယ်လေးကအတော်ပဲလှလိုက်တာကသမီးကြီးရဲ့ အမေကလေသမီးနဲ့မလိုက်ဘူးဆိုတော့အလကားပြောတာသမီးရဲ့မင်းကြီးကြမ်းထော်နေတဲ့ခြေထောက်အစုံမှာဂရီပါဖနက်အနီလေးကနေရယူနေပြီမေပိုင်ရှင်ကတိပါမလားတွေးနေမိတယ်ခြေနဲ့သွားတာလားဆန္ဒပြည့်သွားတာလားမသိမိကျူကတော့မျက်ရည်တွေနဲ့အပြုံးတပွင့်ချွေကအမေရင်ခွေနေမှလောကကြီးကိုနှုတ်ဆက်သွားပြီစာရေးသူကိုလေဂျေဇူးတင်ပါရှင် မိခင်တို့ရီမချောက်ခင်တနေ့တရက်ခွဲမှာကျွန်တော်အမှုစစ်ပြီး ချိန်ပြီးရထရန်ဟန်ပြန်လိုက်စဉ်စီအကြီးခုမှုအမိန်ချမယ်တရက်ခံထုတ်ပါတရားသူကြီးကပြောလိုက်တဲ့အတန်ကိုကြားတာနဲ့ဘာခိုးမှုပါလေလို့တည်ကျင်တဲ့စိတ်ဆက်စုကျင်တဲ့စိတ်ကဝင်လာလို့တရက်ခွင်ကမထားသေးပဲခိတထိုင်ကြည့်နေပါလေကျွန်တော်ဂျူနီယာဒေါ်လာလာအီကအမှုတွဲများတင်ပြီးရုံကန်းထဲကထွက်သွားပါလေ။ မကြမီမှာပဲဥပရိယရှိဥဆော်မင်းရုံကန်လေးကိုဝင်လာပြီးကျွန်တော်မျက်နှာချင်းဆိုင်သပွဲမှာထိုင်နေပါတယ်။ထုံးစံအတိုင်းတရားခံကိုဥပရိဝင်တန်းလေးရုံးရှိမှာရှိရပါတယ်။ဆရာဘာခိုးမှုလဲဗျ။ကိုယ်အမှုမဟုတ်ပေမဲ့ဆက်ဆူလိုက်ပါတယ်။ဥပရိဝင်တန်းလေးကလည်းလုပ်ဖို့ကင်ပတ်တွေပါ။တန်လျင်ဈေးလေးကခိုးမှုလေးပါဆရာ။သူကကျွန်တော်အမေကိုပြန်ဖြေတယ်။ ိုဆိုလူရဲ့အမှုတွေကတော့ကျွန်တော်တို့အဖို့ရိုးနေပါပြီတိတ်တော်မထူးဆန်းတော့ပါတရားခွင်ကကျွန်တော်ထားမယ့်အပြုမှာရဲတယောက်ကတရားခံကိုရုံးရှိထုတ်လာတာတွေ့လိုက်ရပါတယ်တရားခံထိုင်တဲ့နေရာမှာတရားခံကကြုံကြုံကလေးထိုင်နေပါတယ်မျက်လုံးလေးပြူးတူးကြောင်တောင်သပင်တူတူစုပ်ဖွားဖွားလေးနဲ့အသားမဲမဲပိန်ပိန်တီးတီးမိန်ကလေးအသက်က73နှစ်14နှစ်လောက်ရှိအောင်မယ်တရားခံကိုတွေ့တော့ကျွန်တော်နည်းနည်းစိတ်ဝင်စားသွားတယ် ဒီကလေးမလေးကဘလို့ခိုးမှုကျူးလွန်ပါလိပေါ့ခလေးအမှုပါလားဘလို့ဖြစ်တာလေးစရိုက်တပတ်ကဦးဆောင်မင်းကိုလှမ်းမိလိုက်ပါရီဈေးထဲမှာခိုးရပါပစ္စည်းနဲ့ပါမိတာစရိုက်အမှုကဒီလိုပါဦးဆောင်မင်းကအမှုကိုအတိုးချပြီးဖောက်တယ်ချပါရီမိလုံးကအသက်73နှစ်ကျော်၁၄နှစ်ထဲဝင်ကားစားပဲရှိပါသေးတယ်ပညာရေးချင်းက၄ရက်နဲ့ကြောင်းထွက်ခဲ့ရတယ် အဖေကရေနံခိုးမှုနဲ့ထောင်ကြနေတယ်။အမေကကုံစိမ်းရောင်းရတယ်။ကျမ်းမာရေးမကောင်းတော့အခုဈေးမရောက်နိုင်တော့ပါဘူး။အိယာထဲမှာလဲနေပါပြီ။မိလုံးဟာအကြီးဆုံးသမီးပါ။သူ့အောင်မှာ၁၂နှစ်အရွယ်ညီမလေးတစ်ယောက်နဲ့ရှင်းနှစ်အရွယ်မောင်လေးတစ်ယောက်ရှိပါတယ်။လောလောဆယ်မိသားစုစည်းပွားရေးအခြေအနေရောက်မိလုံးဟာမိသားစုတာဝန်ထမ်းဆောင်မှုစည်းပွားရှာဖို့တာဝန်ကျလာပါတယ်။အင်းကညီမလေးမှာချမင်းချက်လူမမာမိခင်ကိုပြုစုဖို့ ကိုတာဝင်ကိုခြေပုံအောင်တန်းဆောင်နေကြရတဲ့အချိန်ဒီမှာမိလုံးကလေသူတာဝင်သူခြေအောင်လို့စူးစားဆောင်ရွက်ပါတယ်။စံဖို့ငပိဖို့လေးရအောင်တလင်းရဲ့ဈေးတဲကိုပတ်ရပါတယ်။သူတက်တဲ့ပညာနဲ့ဟိုဟာသူဒီဟာရှုဟိုဟာခိုးဒီဟာဝက်ပေါ့ရတဲ့နေလေးရမရတဲ့နေလေးမရပေါ့မိသားစုထမင်းနှမ်းမှန်တဲ့အခါလေးမှန်နှက်ကြော်တဲ့အခါလေးကြော်ပေါ့ကုသူဝေးပြီးကဲသူမဲ့နေ မိလုံးတို့မိသားစုဒုက္ခပင်လေကြောမှာနစ်ချီပေါ်ကြီးနဲ့မျောနေရာရှာလေမိလုံးစိတ်ကူးတာကလည်းမစို့နေခင်းဘက်ဈေးမှာအလေးတော့ရတာလူမြင်သူမြင်နဲ့တွေ့တော်ရင်မခက်ပါလားအန်တီရှိနိုင်နေဈေးတဲကဆိုင်ကန်းတွေမှာဘယ်နေရာပါရှိတယ်ဆိုတော့အလို့ကိုရနေတော့ဒီတော့မိလုံးကညံကစားတယ်ညနေမူးချုပ်ကန်ဒီဈေးတကပိတ်ချိန်မှာတကားပိတ်တဲ့ဈေးအဆောင်နဲ့လိုက်တန်းပြေးတန်းကစားတယ်ဈေးဆောင်ကတောင်ပတ်တကားတွေပိတ်နေရင် သူကမြောက်ဘက်မှာခိုးတယ်။မြောက်ဘက်မှာပိတ်နေရင်တောင်ဘက်မှာခိုးတယ်။လွယ်လွယ်လေးပါ။ဆိုင်ကျိုးဆိုင်တောင်ဆိုင်ကျိုးဆိုင်ကြဘဲနာကတ်နေကတ်နေဈေးဆောင်တွေ့ဖို့ကမလွဲ့။သူ့ကိုယ်လုံးတီးတီးလေးနဲ့ဘဲနာမှာပုံပုံရှားတယ်။မိလုံးဆိုင်ကျိုးလေးတစ်ခုမှာပုံနေတယ်။သူကလူကြီးတိတ်တော့ဒဈေးလုံးကိုမိလုံးပိုင်ပြီ။သူကြိုက်တဲ့လွယ်တဲ့ပစ္စည်းတွေကိုမိလုံးယူတယ်။သူနိုင်တယ်လို့မိသားစုတည့်ရဆာလောက်တော့ ကြောင်ကြကြဆိုင်ပြေလေးကခုံတန်းလျားမှာမိလုံးအိတ်တဲ့။အိုးအမေဒီနေ့တက်တာပါစီ။မလုံးဒါပဲတွေးနိုင်နေ။ကြာကြာမတွေးနိုင်အိတ်ပျော်သွားတယ်။ဒါပေမဲ့မနဲ့စောစောထားရတယ်။ဈေးဆောင်တွေဈေးတကားလာဖွင့်ရင်လိုက်တန်းပြေးတန်းကစားပြီးတော့မရောက်မလဲနဲ့ဈေးတွေကထွက်လာခဲ့တယ်။ပစ္စည်းတွေထူခွဲတဲ့နာထူခွဲပြီးအမေနဲ့ညီမလေးမောင်လေးတွေကိုကြွေးမွေးရတယ်။မိလုံးမဝမ်းသာလို့ဘဝရှည်ရည်တို့စီးပွားရေးတို့လူမှုရေးတို့ မီလောင်ကောင်းထဲမှာ မတွေးပါကလေးပဲရှိသေးတာကိုတညတော့မီလောင်တယောက်သူ့လိုချင်သမျှပစ္စည်းတွေတပွေးတပိုက်ကြီးနဲ့ပီတီလုံးဆိုင်နေရှာရီဟင်းကောင်းကောင်းချက်စားမေအမေကိုစေးဖို့ဘလောက်ဝယ်ပေးမေစသည်နဲ့တွေ့ရင် သူပုံးခိုအိမ်နေချာခုံတန်းလျားမှာအေးဆေးစွာအိပ်ပျော်သွားရီမနဲ့ကြတော့နူးနေကြတိုင်းအာယုံမလာခင်မှာစောစောလေးနူးနေပါရီမျက်လုံးလေးကိုပုတ်ပြီးပီကလက်ပီကလက်နဲ့ကြည်နေပါရီ ဈေးဆောင်တွေတကားဖွင့်မဲ့သူတွေလာဖို့အချိန်ရောက်ပြီ အခုထိမလာကြသေး။အင်းအလောက်ကိုတော်တော်မလေးစားတဲ့လူတွေပဲ။မိလုံးကတိတ်တိတ်ကလေးစိတ်ထဲကကြိတ်ပြီးအပြည့်တင်လိုက်တယ်။အေးလေအချိန်ကျရင်တော့လာမှာပေါ့။စိတ်ထဲကတွေးရင် မနက်ခင်းလိုက်တန်းပြေးကစားဖို့ပြင်ဆင်နေမိုးရောင်စင်စင်လင်းနေပြီ။ဈေးတကားဖွင့်မဲ့သူတယောက်မှပေါ်မလား။ဟွန်းဘာဖြစ်တာပါလဲ။ မာလုံးစိတ်ထေးထိထိပြပြဖြစ်လာတယ်။တကယ်တော့ဒီနေ့လာပြည့်နေ့မှုဈေးပိတ်တဲ့နေ့ဆိုတော့မီလုံးတရီမထားမိပြီ။နေကတဖြည်းဖြည်းမြင့်လာပြီ။ဒီနေ့၁၀နာရီလောက်မှဈေးလူကြီးတွေအစည်းအဝေးရှိတဲ့အတွက်အုပ်စုလိုက်ဈေးတကားကိုဖွင့်ပြီးဈေးရုံးကန်းကိုလာကြတယ်။ဈေးကိုရောက်တော့ဈေးလူကြီးတွေကဈေးကိုလှည့်ပတ်စစ်စစ်ကြည့်ရှုတယ်။ဟောတွေ့ပြီ။မီလုံးလေးပစ္စည်းတွေတပွေးတစ်ပိုက်ကြီးနေဈေးထဲမှာဟဲ့ ဟဲ့ဘလို့ဖြစ်တာလဲဒီကလေးမဈေးလူကြီးတွေကမီလုံးကိုဈေးရုံမှခေါ်ပြီးဆဲလာဆဲလာလုပ်တယ်ပြည်စည်းတွေနဲ့လက်ပူးလက်ကျက်မိနေမှာတော့မီလုံးမှမငင်းတော့မငင်းလဲမငင်းတဲ့အဖြစ်မှန်ကိုဝန်ခံရတယ်ချောင်းဆန်အတိုင်းဈေးလူကြီးတွေကရဲစခန်းကိုပို့တယ်ရဲကလည်းတက်ဆိုင်ရာပုံမှတက်ပြီးတရားရုံးကိုတင်ပို့ခဲ့တယ်ကဲခုတော့တရားရုံးကအမိန့်ချတော့မေး ဥဆောင်မင်းခါခတ်တို့တို့ပဲအတူချုပ်ပြောပြတဲ့မိလုံးရဲ့အဖြစ်ကိုနားထောင်ရင်းရင်ထဲမှာစိုးနေလားတဲ့သူ့အိမ်ကလူတွေရော မလာကြဘူးလားဗျမိလုံးကိုကြည့်ရင်ဘေးမှာစောင့်နေတဲ့ရဲသားလေးကိုမေးလိုက်တဲ့ရဲစခန်းရောက်ကလေးကဘသူမှမလာကြဘူးဆရာဒါဆိုခလေးတငယ်အမှုပဲဆရာအာမခံနေဆုံးမပြီးတော့သူမိဘထံပြန်အပ်ထားရုံပေါ့နော်ကျွန်တော်ကဥပဒေအရာရှိကိုလှမ်းမေးလိုက်ပါတယ် ကလေးသူငယ်အမှုဆိုတော့အာမခံမဲ့လူရှိရင်တော့စူဆုံးမှပြီးအာမခံနဲ့လွတ်လို့ရပါတယ်။မရှိရင်တော့အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးချောင်းကိုပို့ရမယ်လေစရ။ဒါပေမဲ့တရားခံကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးချောင်းကိုပဲတွားချင်နေတယ်စရ။ကျွန်တော်မျက်လုံးပြူးသွားတယ်။ဟာဘလို့ဖြစ်တာလဲစရ။ကျွန်တော်အန်အန်တင်းလို့မဆုံးခင်မှာဟိုနေ့ကတရားခံကိုကျွန်တော်အကျိုးချောင်းရှင်းပြလို့တည်တာ။ ဥဆောင်မင်းကပြန်ရှင်းပြနေတော့ကျွန်တော်ရုတ်တရက်ထပြီးမိလုံးစီကိုရှောက်သွားတယ်။သမီးအမျိုးသမီးဖွံ့ဖြိုးရေးတိုးတက်ကြောင်းကိုအဲ့ဒီကိုဘာဖြစ်လို့သွားချင်ရတာလဲ။မိလုံးကကြောင်ဝမ်းအန်းနဲ့ပြန်ပြောတယ်။ဟိုမှာအလုပ်လဲလုပ်ကြတယ်။ပတ်စံလဲရတယ်လို့ပြောပါတယ်ဘဘကြီး။သမီးပတ်စံဆုပြီးတော့အင်ကိုပြန်ပို့ချင်လို့ပါ။သူ့ကြည့်ရတာအေးပြီးတည်ငြိမ်နေပါတယ်။ကျွန်တော်ရင်ထဲမှာသာပူလောင်စူပွက်နေပါတယ်။ ။အော်မိခင်တို့ရီမချောက်ခင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကိုရောက်ချင်ရော်သလားမိလုံးရင်ရင်ထုမနာဖြစ်နေမိသည်။တရားသူကြီးတရားခွင်တက်ပြီ။ရှေးဘက်ဇေယီကအတန်ပြူလိုက်မှကျွန်တော်တရားခွင်ထဲကထွက်လာခဲ့သည်။တရားသူကြီးကအမိန်ဘလူချတယ်တော့ကျွန်တော်မသိပါမသိလဲမသိချင်တော့ပါ။စာရည်သူဆရာကြီးကိုကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ ဇလန်းလေးနှစ်ပုဒ်ကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတာတဲ့ဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန္နာပေးဖြစ်ပါရရှင်။